လို့ဒီတစ်ခါမှာတော့ဘဲဥချင်းလေးချက်စာမှာဖြစ်ပါလေရှင်ဘဲဥလေးရဲ့ရုံးပရိတိလေးရဲ့အာလူလေးရဲ့ခရမ်းတိလေးရဲ့ခေါ်ရခါတိလေးရဲ့ပါဝင်ပါလေရှင်ကျွန်မဆုံးဘဲဥလေးကိုရှင်ပြုတ်လိုက်ပါလေရှင်ပြီးတော့အသီးရွက်လေးတွေကိုလီးပြီးတော့ရေးဆေးထားပါလေရှင်ပြီးတော့ကျက်သွန်ဒီထောင်းထားတာလေးတွေကိုစီးတက်လိုက်ပါလေရှင်ဒီလိုမျိုးရဲရဲလေးဖြစ်နေအောင်တော့အယောင်တင်မုံလေးတုံးထားပါလေရှင် ကျွတ်တနီလေးနော်နဲ့အထီးစီတက်လို့ပြီးမှာတော့ကုနာကရေးစေးထားတဲ့အသီးနှံလေးတွေနဲ့ဘဲဥလေးတွေကိုချမ်းပြီးတော့ထည့်လိုက်ပါတယ်ရှင်။အသီးနှံလေးတွေနွမ်းသွားတဲ့အထီးကို သေချာလေးကိုစိတ်ရှည်လက်ရှည်နဲ့ကိုမှုပြီးတော့ကိုထားပေးရပါတယ်ရှင်။အသီးနှံလေးနွမ်းသွားပြီဆိုတာဖြင့်ရေနွေးလေးကိုလိုအပ်သလောက်လေးထည့်လိုက်ပါတယ်ရှင်။သီးနှံလေးနူးလာတဲ့အထိကို ရေလေးထည့်ပေးရပါတယ်ရှင်။ တီးလန်လေးအနူလာပြီဆိုတော့နောက်ဆုံးရုံးပရိသီလေးကိုအုပ်လိုက်ပါတယ်ရှင်ရန်ကိုစားလို့ကောင်းပြီထမင်းမိတ်စေမယ်ဘဲဥချင်းလေးတစ်ခွက်ချက်လို့ပြီးသွားပါပြီရှင်ကြည့်ရှုပေးသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်